ကဲအတွင်းနဲ့ပတ်သက်လာမှန်ကန်သွားလို့ရှိရင်အပြောနဲ့ပတ်သက်ပြီးတော့လည်းမှန်ကန်ဖို့လိုအပ်သေးတယ်ပြောတဲ့အခါမှာလိမ့်မပြောအောင်လိမ့်နေဆိုတာပါတော့ဆိုရင်ဖြစ်နေတာကတခြားပြောတာတခြားသိရတဲ့နဲ့ကိုတကယ်သိထားတဲ့အကြောင်းအရာတစ်ခုပြောတာကတစ်ခု ဖုံးကွယ်ပြီးတော့ပြောတာနော်မူတာတိအပုတ္တ ဝတ္ထုတကယ်မဖြစ်တဲ့ဟာကိုအဖြစ်လုပ်ပြီးတော့ပြောရင်ဒါလိန်နဲ့ခေါ်တာပေါ့ဟုတ်ကဲ့ဒါကအပြောနဲ့ပတ်သက်ပြီးထိုင်သိရမယ့်ဟာတစ်ခုနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်တရားနဲ့တရားမတည့်အောင်ဂုံးမတိုင်နဲ့အဲ့တရားနဲ့တရားမတည့်အောင်ဂုံးတိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းဒုက္ခရောက်တယ်။နောက်ဘဝကြာလို့ရှိရင်လည်း ตาတကွယ်မရတကွယ်အချင်းချင်းရံဖြစ်လို့မိသားစုအတွင်ဘယ်တော့မှမတည့်အဲ့ဘုပြဒနာတွေနဲ့မရှိဘူးလားတချို့အိမ်တော်တွေအဲ့ဒါမျိုးရှိတယ်နော်သူများတွေမတည့်အောင်လုပ်ခဲ့သည့်အတွက်ကြောင့်သူတည့်တဲ့လူလည်းတယောက်မှမရှိဘူးအမြဲတမ်းကွယ်ပြဲနေတာပဲဟောကံရဲ့ပုံရိပ်တွေလာနေတာအမြဲတမ်းအဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်သူကတယောက်နဲ့တယောက်ကွယ်အောင်မတိုက်ဘူး ကွဲနေတဲ့ပုဂ္ဂိုလ်တောင်မှစိတ်ဆက်စကားပြောပေးတယ်ညီညွတ်အောင်လုပ်ပေးတယ်ညီညွတ်တဲ့ပုဂ္ဂိုလ်တွေပိုးညီညွတ်အောင်လုပ်တယ်တယောက်နဲ့တယောက်မတဲ့တဲ့အပြောမျိုးဆိုရှောင်းနေတဲ့အောင်လုပ်ပေးတယ်ဂုံးတိုက်တဲ့စကားပြောလို့ရှင်အပင်ငယ်ကြတဲ့အပြင်လူဖြစ်လာရင်လည်းမကောင်းတဲ့ပုံရိပ်တွေပေါ်လာတာပဲဒါကြောင့်မလို့ပြောတဲ့အခါမှာသူများတွေမတက်အောင်ပြောတဲ့အပြောမျိုးကိုရှောင်းပါတဲ့အင်္ဂလိပ်လိုဘက်ဘက်လို့ခေါ်တယ်။နောက်ကျောကနေကိုက် backpipe နော် backpipe or cylinder အဲ့ဒါမျိုးမပြောနဲ့ပိတုနာဝါစာတယောက်နဲ့တယောက်ချစ်ခင်မှုတွေတယောက်နဲ့တယောက်ခင်မင်မှုတွေစိတ်သုံးတော့မလောက်ကောင်းဘူးတဲ့အဲ့ဒါလို့လှုပ်လို့ရှင်ကိုဟာခင်မင်မှု စိတ်သုံးခံရတဲ့ပုဂ္ဂိုလ်ဖြစ်မယ်နောက်တစ်ခုကဘာလို့ဆိုရင်စကားပြောလို့ရှိရင်ကျန်းတဲ့စကားမပြောရဘူးတဲ့ဆဲတာလေးပါလေတချို့ကနှုတ်ကြီးကိုကျိုးနေတယ်နော် မကြောက်ဝမနာတာဆွဲဆိုပြီးတော့ပြောကြတယ်။တမန်သာအောင်မေ့မနေနဲ့အဲ့ဒီဆဲတတ်တဲ့ပုဂ္ဂိုလ်ကနော်ဆဲတတ်တဲ့ပုဂ္ဂိုလ်ကကိုယ်လည်းစိတ်ချမ်းတယ်၊နားတဲ့ကြားတဲ့လူတွေလည်းစိတ်ချမ်းတယ်၊စိတ်ကိုချမ်းတမ်းသွားစေတတ်တယ်။ဒါကြောင့်မို့လို့ဆွဲရေးတိုင်းထွာတဲ့ပရိသဝါစာ စကားမျိုးကိုမပြောရဘူးတဲ့။မပြောရမလို့ကျင်နာတဲ့စကား ခင်မင်းပွဲရာကောင်းတဲ့စကားချိုးတာတဲ့စကားဒီလိုဟာမျိုးပြောရမယ်အကျိုးရှိတဲ့စကားမျိုးပြောရမယ်ပြောတော့ပြောကြတာပဲလူတွေကနှုတ်ချိုရှူတပါဆိုပြီးသို့တော်လည်းပဲချိုးချိုးသားသားမပြောမပြောချင်ညာဘူးဘာလို့မပြောချင်လို့ဆိုတော့အတွင်းကဒေါသရှိနေဟုတ်တော့ပြောတာငါစိတ်တူတယ်မပြောချင်ဘူးဟုတ်လားစိတ်ကတိုးနေတဲ့အခါကျတော့ဘယ်တော့မှချိုးချိုးသားသားမပြောမိဘူးအဲချိုးတာတဲ့စကားကို